thank uh you -huh. ားပါရှင်ခသစ် news ကနေတရိန်နေကိုတင်ဆက်ပြီးမှာပါရှန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိဇေယဝတီမြို့ဘူတာယုံတရားစံနေစာကုန်းခိတ်တို့မှာတက်ဆွဲထားတဲ့စတက်ကိုတိုက်ခိုက်မှုစတက်ဘက်မှ၄ဦးသေဆုံးပြီးကာနစီတိမ့်ဆိတ်ရရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုင်းဖြူမြို့နယ်ရှန်ကုန်းမန္တလေးလမ်းဟောင်းပေါ်ရှိဇေယဝတီမြို့ဘူတာယုံတရားစံနေစာကုန်းခိတ်တို့မှာတက်ဆွဲထားတဲ့စတက်ကိုတိုက်ခိုက်ခဲ့ရာစတက်ဘက်မှ၄ဦးသေဆုံးပြီးကာနစီတိမ့်ဆိတ်ရရှိကြောင်းဖြူမြို့နယ်ဖြီသူကာကွယ်ရေးဖွဲ့ပကဖာမှတော်လိုင်းတရင်ရင်းမြစ်တွေကပြ ပြောဆိုပါရယ်ဇွန်လ10ရက်နေ့ည9:45မိနစ်ချိန်ပဲခူးတိုင်းတောင်ငူခရိုင်ဖြူမြို့နယ်ရှမ်းကုန်မန္တလေးလမ်းဟောင်းပေါ်ရှိဇီယဝရီမြို့ဘူတာယုံနယ်ဇီယဝရီမြို့အရှိပန်တကြားစတူမှာကင်းပုံချထားတဲ့စစ်ကောင်စီတပ်သားတွေကိုဖြူမြို့နယ်ပကဖတိုက်ခိုက်ရင်ဖွင့်ကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအလာဒူးဇီယဝရီမြို့တောင်ဘက်ရှိစစ်တပ်တပ်ဆွဲထားတဲ့စာကုန်းဂိတ်ကိုဖြူမြို့နယ်ပကဖဒရုန်းဖွဲ့ကဒရုန်းနဲ့ပုံကျဲချတိုက်ခိုက်ခဲ့ရာစစ်သားလေးဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ဇေယဝရီမြို့ဘူတာယုံနယ်တကြားဆက်ရှိစစ်တပ်ကိုဖြူမြို့နယ်ပါကဖာတိုက်ခိုက်ရေးဖွဲ့ကဝင်ရောက်ပစ်ခတ်ချိန်မှာစစ်ကောင်စီတပ်သားများထွက်ပြေးသွားတဲ့အတွက်၎င်းတို့စီးနှက်လာတဲ့အင်စီကားနှစ်စီးကိုဖြူမြို့နယ်ပါကဖာဘက်မှတင်ဆဲနိုင်ခဲ့ကြောင်းသိရပါရယ်ဖြူမြို့နယ်ဇေယဝရီမြို့ပေါ်ရှိဘူတာယုံနယ်တကြားဆက်မှာထိုင်ချတဲ့စစ်ကောင်စီတပ်သားတွေကအကြမ်းဖက်တပ်သားစုဆောင်ခြင်းပြည်သူများထံမှငွေကြေးများကိုမတရားတောင်းယူခြင်းများကိုပြုလုပ်နေကြောင်းစစ်တပ်ကအကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နိုင်ဖို့နဲ့အကြမ်းဖက်အင်အားစုဆောင်ရမှာအသုံးပြုဖို့အင်စီကားတွေကိုစစ်ကောင်စီမှအသွင်ပြောင်းထားသူ ဇေယဝတီတရားဆက်ရုံမှဆက်ရုံမှုဒုတိယဆက်ရုံမှုတွေကကွန်ကြီးပေးထားကြောင်းဖြူမြွနဲ့ပါကဖကပြောပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့ပျောက်ကြားအုတ်ထုတ်ဆောင်သူတွေကရွှေတူလူငယ်တွေကိုအနိုင်ကျင့်တဲ့ရုပ်တံထွက်ပေါ်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်ပျောက်ကြားအုတ်ထုတ်ဆောင်ထားတဲ့လူငယ်တွေကရွှေတူလူငယ်တွေကိုလိုက်လံအနိုင်ကျင့်တဲ့ရုပ်တံထွက်ပေါ်လာပြီးပြည်သူတွေဒေါသထွက်နေကြပါရယ်မန္တလေးမှာဖြစ်ပွားခဲ့တဲ့အဲ့ဒီရုပ်တံမှာလူငယ်၄ယောက်စီးလာတဲ့ဆိုင်ကယ်နောက်ကိုစစ်ကောင်စီရဲ့ပျောက်ကြားရှာတော့အုတ်ထုတ်ဆောင်ထားတဲ့အရဲဝတ်လူငယ်တယောက်ကစစ်ကြောရေးအကောင့်ထဲမှာလို့ပြောပြီးဆဲဆိုကဆိုင်ကယ် စည်းနဲ့လိုက်လာပါရယ်နောက်ထပ်လည်းအုတ်ထုတ်ဆောင်ထားတဲ့လူငယ်တအုပ်ကအကြတုံးနဲ့တူလူငယ်၄ယောက်ဆိုင်ကယ်နောက်ကိုလိုက်ခဲ့ကြပါရယ်တနီယာမှာတော့လူငယ်၄ယောက်မိသွားပြီးစစ်ကောင်စီပျောက်ကြားစစ်သားနဲ့ပြူစောတိတွေစောင်းလေးရှိရဲ့ပျောက်ကြားအုတ်ထုတ်ဆောင်ထားတဲ့လူငယ်တယောက်ကဦးဆောင်ပြီးလူငယ်၄ယောက်ကိုပါရီရိုင်းခြေထောက်တွေနဲ့ကန်ဖက်နှက်တွေနဲ့အချက်ပေါင်းများစွာထူးကျိန်းရိုင်းနှံနှိပ်စက်ခဲ့ကြတယ်လို့သိရပါရယ်ဘာကောင်မှန်းမသိပဲဆဲလာလားလို့လည်းအုတ်ထုတ်နဲ့တယောက်ကပြောရင်ခြေထောက်တွေနဲ့ကန်ခဲ့တာတွေ့ရပါရယ်လူငယ်၄ယောက်ကဒူးထောက်ပြီးလက်အုပ်ချထားတာကိုအချိန်ပေါင်းများစွာထူးကျိန်းကန်ကြောက်ခဲ့ပါ ါတယ်အခြားလူငယ်တွေကပါဝင်ရောက်ထိုးချိန်ရှိုင်းနှက်ခဲ့တာတွေ့ရပါတယ်နှိမ့်ဆက်ခံရတဲ့လူငယ်တွေတက်ကတအုပ်ကိုလည်းရှိုင်းနှက်ပြီးဖုန်းဆက်ခိုင်းနေတာကိုတွေ့ရပါတယ်နောက်တန်းရုပ်တံမြင်ကွင်းမှာတော့မန္တလေးမြို့လမ်း80ပေါ်ကတရုတ်ပုံကျောင်းလိုယူဆတဲ့အဆောင်ဒီမှာလူငယ်နှစ်ယောက်ကိုပဲရှင်းရောက်ခဲ့ပါတယ်အဲ့ဒီဖွဲ့ကပဲထပ်မံကန်ကြောက်ထိုးချိန်ခဲ့ကြပါတယ်အခင်းဖြစ်တဲ့နေရာတွေမှာမန္တလေးမြို့မှာလို့သတင်းဌာနကအချက်အလက်စစ်ဆေးအတည်ပြုနိုင်ပါတယ်ဒါပေမဲ့အခင်းဖြစ်ပေါ်တဲ့အချိန်ကာလကိုတော့မသိရပါဘူးရှိုင်းနှက်သူတွေကစစ်ကောင်စင်ကလက်သက်မွေးထားတဲ့ပြူစောတိတွေဖြစ် ိုင်ကြောင်းမန္တလေးဒေသခံတချို့ကပြောပါရယ်ပြူစောတိဆိုအာနာသိန်းစေအုပ်စုကပြည်သူစစ်အမည်နဲ့မွေးထားသူတွေဖြစ်ပြီးနိုင်ငံတော်ဝန်မှစစ်တပ်ခိုင်းနာကိုလုပ်ပြီးပြည်သူတွေကိုဖိနှိပ်အကြမ်းဖက်နေသူတွေဖြစ်ပါရယ်အရင်ကတည်းကခိုးဆိုးလူရဲသူတွေဒုစရိုက်မှုမျိုးစုံလုပ်သူတွေအရင်မှာပါသားစွမ်းအားရှင်ဆိုတဲ့သူမျိုးတွေလည်းပါဝင်ပါရယ်ပြူစောတိတွေထဲမှာသင်္ကန်းဝင်ပေါက်ကူတော်ဟာလူသိများပါရယ် ဲ့ဒီရုပ်သက်ဖိုင်ကိုကြီးလိုက်ရတဲ့ပြည်သူတွေကဒေါသထွက်နေကြပြီးရုပ်သက်ဖိုင်နဲ့ပါရင်ဆိုင်တဲ့သူတွေကိုစုံစမ်းနေကြပါတယ်။မိရင်တော့ကျွန်တော်တို့ကအတင်းအကျပ်ခိုင်းခံခဲ့ရတာပါ။ပေါ်တာဆွဲခံရပါနဲ့မျက်ခွက်တွေမှတ်ထားတယ်နော်ညီလေးတို့တို့ကာကွယ်ရေးဘော်တုံးကမှတ်ချက်ပြုထားပါတယ်။စစ်တပ်ကခုနှစ်ရက်တက်ပြီးသူငယ်တန်းကလေးကိုအနိုင်ကျင့်ပါတယ်။သိကြပါတယ်။ငါညီတိခံပြီးပါညီလေးတို့အတွက်လည်းလက်စားပြန်ချေပေးပါမယ်လူပေါ်လာလိမ့်မယ်လို့ပြည်သူတုံးကအဆိုပါရုပ်သက်မှတ်တမ်းကိုကြည့်ပြီးမှတ်ချက်ပြုထားပါတယ်။အခြားပြည်သူတုံးကလည်းကြည့်နေရင်အရန်ကို ်ဒေါသထွက်မိရဲ့လို့ပြောပါတယ်ဝိုင်ဝန်းထုတ်ချိတ်ရိုက်နှက်ခဲ့တဲ့လူငယ်ရဲ့အမိလိပ်စာတွေကိုလည်းပြည်သူတွေကချက်ချင်းမေးမြန်းစုံစမ်းနေတာတွေ့ရပါတယ်ပြည်သူစစ်တွေတဲ့ဂျပန်နေထက်စိုးနေပါလားလို့ပြည်သူတောင်ကပြောကြားခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်မြန်မာလူခွင့်ရဲ့ကိစ္စရက်တွေကိုနိုင်ငံရေးပုံသွင်းတာကန့်ကွက်တယ်လို့တရုတ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးကိစ္စရပ်တွေကိုနိုင်ငံရေးပုံသွင်းတာတရုတ်နိုင်ငံကစန့်ကျင်တယ်လို့ကုလသမဂ္ဂဆိုင်ရာတရုတ်နိုင်ငံဒုတိယအမြဲတမ်းကိုယ်စားလှယ်စန်လီကပြောပါရယ်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ်89မြင်းဆောင်182အရာပြုလုပ်တဲ့အလွတ်တဘောဆွေးနွေးပွဲမှာသူကအခုလိုကြီးညာချက်တရက်ကိုထုတ်ပြန်ခဲ့တာပါလူ့အခွင့်အရေးကိစ္စရပ်တွေကိုနိုင်ငံရေးဇက်သွင်းတာကိုကျွန်တော်တို့ကန့်ကွက်ပြီးအဲ့လိုကိစ္စရပ်တွေပေါ်ဖိအားပေးတဲ့အလေးချက်ကိုပင်ချပါရယ်လို့၎င်းကဆက်ပြောပါရယ်မြန်မာနိုင်ငံကတိုင်းပြည်ချင်းနေတဲ့ က်ညီတဲ့ဖွံ့ဖြိုးရေးလမ်းကြောင်းဆက်လက်ရှောင်လန်းမှုအထောက်ကြအာဏာလွတ်လပ်ရေးပိုင်းနဲ့နေမြေတည်တံ့မှုတိုင်းပြည်တည်ငြိမ်ရေးကာကွယ်ဆောင်ရှောက်မှုကိုချစ်ကြည်ရင်းနှီးတဲ့အိန္ဒိချင်းတိုင်းပြည်နေနဲ့တရုတ်နိုင်ငံကထောက်ခံတယ်လို့သူကဆိုပါတယ်။အာဆီယံဖွဲ့ရဲ့အဆိုပြုချက်နဲ့မြန်မာစစ်ကောင်စီရဲ့လမ်းညွှန်မြေပုံကအပြန်အလှန်တွန်းအားပေးပြီးထိထိရောက်ရောက်အကောင့်ထည့်ဖို့တရုတ်နိုင်ငံကမျှော်လင့်တယ်လို့စန်နီကပြောပါတယ်။နိုင်ငံတကာအတိုင်းဝိုင်းနေနဲ့တင်းမာမှုတွေမြင့်တက်အောင်ဒါမှမဟုတ်အခြေအနေရှုံထွေးအောင်လှုံ့ဆော်တာထက်မတူညီမှုတွေကျင်းမြောက်အောင်တဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ရင်အလေးထားတဲ့နယ်လို့၎င်း ောင်ကထောက်ပြပါရယ် မြန်မာပြည်သူတွေဟာလက်ရှိမှာစစ်ပွဲရပ်တန့်ရင်းနဲ့လူသားချင်းစာနာမှုအကူအညီတွေအရေးပေါ်လိုအပ်နေပြီးတရုတ်နိုင်ငံကငြိမ်းချမ်းရေးဆွေးနွေးမှာတက်ကြွစွာပါဝင်ခဲ့ပြီးအပြုသဘောဆောင်တဲ့ရလဒ်တွေရရှိခဲ့တယ်လို့သူကဆက်ပြောပါတယ်။မြန်မာနိုင်ငံကတည်ငြိမ်မှုနဲ့ပြန်လည်တည်မြဲရရှိဖို့အကူအညီရမှာကျွန်တော်တို့အပြုသဘောဆောင်တဲ့အခမ်းကဏ္ဍကနေဆက်လက်ပြီးပါဝင်ပါမယ်။နိုင်ငံတကာအတိုင်းဝိုင်းကအဲ့ဒီလိုညီမချက်နဲ့လှုပ်ဆောင်ဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်လို့၎င်းကဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်မှာရိုဟင်ဂျာဒုက္ခသည်တွေရခိုင်ပြည်နယ်ကိုနေရပြောင်းရေးကိုနိုင်ငံခြားဆွေးနွေးမှုတွေမှာ စဉ်ဖြည့်ရှင်းရမှာဖြစ်ကြောင်းတရုတ်နိုင်ငံကတန်တမန်ဤကြိုးပမ်းမှုတွေမှာပါဝင်ခဲ့ပြီးနှစ်နိုင်ငံစလုံးကိုလူသားချင်းစာနာအကူအညီတွေပေးအပ်ခဲ့တယ်လို့ဆန်နီကပြောပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့ပလဲမြို့နယ်မှာပြစ်ချခံလိုက်ရတဲ့တိုက်လေယာဉ်မှာတရုတ်ထုတ် Chandu F7M ခင်ဟောင်းလင်းအမျိုးအစားဖြစ်ပြီး American Dollar နဲ့သဲကွမ်တန်ကြီးရှိစစ်တပ်မှတိုင်းလင်းဟောင်းများထုတ်သုံးခုခံရတဲ့အသည့်အခြေအနေစိုးဝါမှုပေါ်လွင်စီနေလို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလဲမြို့နယ်မှာ PNL ကပြစ်ချလိုက်လို့ပြစ်ချခဲ့တဲ့စစ်တပ်တိုင်းလင်းမှာတရုတ်ထုတ် Chengdu F7M ခင်ဟောင်းလင်အမျိုးအစားဖြစ်ပြီးအမေရိကန်ဒေါ်လာနှစ်သန်းခွဲတန်ကျင်းရှိတယ်လို့တပ်သတင်းရင်းမြစ်တွေကပြောပါတယ်။ဇွန်လ10ရက်နေ့နေ့လယ်12:55မိနစ်ချိန်စကိုင်းတိုင်းပလင်းမြို့နယ်ကန်တောက်စကန်သိန်းတိုက်ပွဲတွင်ပြည်သူလူမျိုးရေးတပ်မတော် PNL ကစစ်တပ်ရဲ့တိုက်လေယာဉ်ကိုပစ်ချခဲ့ကြောင်းအဲ့ဒီလေယာဉ်မှာစပယ်စီကျင်းရွာတွင်ကိုပြက်ကျသွားပြီးအဲ့ဒီလေယာဉ်မှာတိုက်လေယာဉ်မှုတအုပ်သေးဆုံးခဲ့ကြောင်း PNL ကတီးပြထုတ်ပြန်ခဲ့ပါတယ်။ PNL ကထုတ်ပြန်ခဲ့တဲ့တိုင်းလင်အပိုင်းစာတွေကိုဓာတ်ပုံမတန်းတွေရပြစ်ချခံရတဲ့တိုင်းလင်ကတရုတ်နိုင်ငံထုတ် Shandu F7M တိုင်းလင်ရင်အမျိုးအစားဖြစ်ပြီးခင်ဟောင်းမျိုးအစားဖြစ်ကြောင်းသက်တမ်းအလွန်ကြာမြင့်နေပြီဖြစ်ပြီးလုံခြုံရေးစိတ်ချမှု လုံးဝမရှိတဲ့အနေအထားဖြစ်ကြောင်းတက်သတင်းရင်းမြစ်တွေကပြောပါတယ်ဒီပြကြသွားတဲ့တိုင်းလင်ရင်က F7M ဖြစ်တဲ့မကွေးလီတက်ကနေတက်လာတဲ့လင်ရင်ဖြစ်တဲ့ပြတာတော့မြေပြင်ကအဖွဲတွေကဝိုင်းပစ်မဲ့အနေအထားမျိုးရှိပါတယ်ပြကြသွားတာတော့နောက်ဆုံးပလဲနေတယ်မှာပဲ PNL စိုးမိုးတဲ့နေရာကိုကျသွားတဲ့အနေအထားလို့သိရပါတယ်လီတီရဲကတော့ agent နဲ့ပေါ့လီဒီဖွင့်ပြီးစင်းဖို့သူစူးစမ်းတယ်လို့သိရပါတယ်ဒါပေမဲ့ agent ကလည်း error ဖြစ်တဲ့နီးစက်တဲ့တက်အတိုင်းဝိုင်းကတော့ဘယ်လို့ ြောမလဲဆိုတော့ flying flying coffin ဖြစ်စဉ်အနေအထားမျိုးလိုပဲတုံသက်တယ်လူစီရန်ဘူကြီးစင်ရောကပြောပါတယ်အချမ်းဖက်စစ်ကောင်စီကအသုံးပြုနေတဲ့လက်နက်ခဲယံတွေကိုခွဲချမ်းစိတ်ပြနေတယ် technical reporter 2.0ကလည်းပလဲမြို့နယ်မှာပြတ်ကျသွားတဲ့တိုင်လင်းရင်က chandu f7n ဖြစ်ပြီးလင်းရင်မှုတအူးသာလိုက်ပါနိုင်တဲ့တိုင်လင်းရင်ဖြစ်ကြောင်းထပ်မံအတည်ပြုပါတယ်ပြတ်ကျသွားတဲ့တိုင်လင်းရင်ကအင်ဂျင်တစ်လုံးနဲ့ဖြစ်တဲ့ MAF ရဲ့စစ်စင်းရောင်း ခံမှုဖြစ်တဲ့လေယာဉ်မှုတအုပ်လေးဆိုတော့ F7 ပဲဖြစ်နိုင်တယ်လို့ဆိုပါတယ်။လေတပ်သတင်းအရင်းမြစ်တချို့ကတော့တရုတ်ကထုတ်လုပ်ခဲ့တဲ့ Chandu F7M အမျိုးအစားတိုက်နေရင်ကိုမြန်မာစစ်တပ်က1990ခုနှစ်အစောပိုင်းကာလတွေမှာအစီး60နီးပါးဝယ်ယူခဲ့ပြီးဇင်းနှုံအားဖြင့်လည်းတစ်စီးနဲ့အမေရိကန်ဒေါ်လာ2သန်းခွဲသာတန်ကြီးရှိကြောင်းအဲ့ဒီတိုက်လေယာဉ်တွေကစိတ်ချမှုမရှိလို့မကြခဏပြတ်ကျပြီး2018ခုနှစ်ဧပြီလနဲ့အောက်တိုဘာလအတွင်းမှာ Chandu F7M 3စီးပြတ်ကျခဲ့ဘူးကြောင်းဒါပေမဲ့အခုချိန်ထိ Chandu F7M များကိုစ စ်ကောင်စီကအသုံးပြနေတာလေတပ်မှတိုက်လီရင်လိုအပ်ချက်တွေနဲ့စစ်တပ်ရဲ့လေတပ်အသုံးပြခုခံနေမှုအခြေအနေတွေဆိုးရွားမှုကိုပေါ်လင်းစေတယ်လို့ပြောပါတယ်။လီရင်နေကလုံးဝစိတ်ချမှုမရှိဘူးအထူးသဖြင့် safety ပိုင်းမှာလုံးဝစိတ်မချရဘူးဒါပေမဲ့ဒီလောက်အခြေအနေဆိုးနေတဲ့တိုက်လီရင်ကိုထုတ်သုံးနေရတဲ့အချိန်စကားစမှာလည်းအတော်ကိုအတက်အတဲဆိုင်နေတာပေါ်လွင်နေ။ ၄ရက်မှ F7M နေထုတ်သုံးပြီးလေကြောင်းတိုက်ခိုက်မှုလုံးဝတာ၄ရက်မှမရှိရှိတာကိုသုံးပြီးခုခံနေရတာကိုပေါ်လွင်စေတယ်လို့လေတပ်သတင်းရင်းမြစ်တချို့ကဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီကအာဏာသိမ်းပြီးနောက်2022ခုနှစ်ပိုင်းမှာစစ်လေရင်နဲ့ရဟန်းရင်စစ်နေစီကိုတော်လိုင်းတက်များပြစ်ချဖျက်ဆီးခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။